အာရခတက်တော်ထိန်ချုပ်ထားတဲ့မြို့တချို့ကိုစစ်ကောမရှင်တပ်ပြန်သိမ်းဖို့စူးစမ်းနေပြီးထူးစစ်ကြီးတွေပြုလုပ်ဖို့အချိန်ယူနေတာလို့မိပင်စစ်ရဲတည်အငင်းမြင့်တွေကဆိုကြပါဗျာအာရခတက်တော်ထိန်ချုပ်မြို့တချို့ကိုပြန်လည်တိုက်ခိုက်သိမ်းပိုက်ရယူရန်အတွက်စစ်ကောမရှင်တပ်ပြင်ဆင်နေမှုတွေကိုကုရဲတွေတင်ပုံမှုတွေ့ရှိလာရတယ်လို့အာရခတက်တော်ကထုတ်ပြန်ပါတယ် အရခတ်တော်နဲ့စီရီအရာထိတ်တဲရင်ဆိုင်နေရတဲ့စစ်တွေကြောက်ဖြူတို့စစ်ကောင်မရှင်တဲ့စစ်အင်အားတို့တွေကိုပင်လေကြောင်မှတဆင့်ခက်ဆစ်ဆစ်ပြုတ်လုလာနေရလို့အရခတ်တော်ကဆိုပါတယ်အရခတ်တော်ထိန်ချုပ်ထားတဲ့ပုံနာချုပ်မျိုးကိုစစ်ကောင်မရှင်တဲ့ပြန်သိမ်းဖို့စူးစမ်းပြင်ဆင်နေပြီးပုံနာချုပ်မျိုးနေမှာချီကုတ်ယူထိုးစစ်စင်ဖို့စစ်အင်အားဖြစ်ပြင်ဆင်နေတယ်လို့မြပြင်စစ်အေတင်းအရင်းမြစ်တွေက ဆိုကြပါတယ်အဲ့ဒီပုံနာချုပ်မျိုးနေဟာပြည်နယ်စစ်ကောင်မရှင်ရုံစိုက်ထားတဲ့စစ်တွေမျိုးနဲ့ ။နင်နမိတ်ဆက်ဆက်နေတယ်လို့ကလရန်စီမဲငင်ဖြစ်တဲ့လာလန်ကြောင့်မှတရှိနေပါတယ်။အဲ့ဒီပုံနာကြုံမျိုးတွေကိုပြီးခဲ့တဲ့2024ခုနှစ်မလ၄ရက်နေ့ကအာရခတက်တော်မှအပိတဲ့တင်ပိုက်ထိန်ချုပ်ထားတာမို့ဒေတာကုကေမုံစစ်ဌာနချုပ်တရှိရာပြည်နယ်မြို့တော်စစ်တွေကိုစစ်ရေးအရာချိန်ချောက်ထားပါတယ်။အဲဒါကြောင့်စစ်တွေမျိုးနဲ့ပပတ်လေးပင်လင်းပြီးမှရှစ်တက်စစ်တင်မောအများဆုံးတက်ပြန့်ချထားသလိုကင်ထောက်တာတွေကင်းလက်တာတွေအဓိကပြုလုပ်နေတာပါအဲ့ဒီစစ်တွေမျိုး point ကင်းချယ်နေရှိ အမှတ်၃မြို့ဟာစစ်ရင်စုကိုအနောက်ပိုင်းရေတပ်ကုကင်မူဌာနရှုပ်ဖြစ်တိုးမြင့်ထားသလိုဘိုချိုအဆင့်ရေတပ်အရာရှိကဦးဆောင်ကုကင်နေပြီးအရာရှိစစ်တီတထောင်နီးပါးအထိအင်အားဖြစ်ထားတယ်လို့စစ်ကောင်မရှိတဲ့အတိုင်းဝိုင်းကဆိုကြပါတယ်။အဲ့ဒီအမှတ်၃မြို့ဟာစစ်ရင်စုကိုစစ်တွေမျိုးနဲ့ရွှေမင်းကန်တို့ပြောင်းရွှေ့တိုးခွင်လိုက်ပြီးစစ်ကောင်မရှိတဲ့စစ်တီ900အထိအင်အားဖြစ်ထားတယ်လို့ရေတပ်စစ်တင်ဘော်ဒီတွေလည်းထပ်ဖြစ်ထားတာပါ။အဲ့ဒီရေတပ်အထိုင်တပ်ရင်းတွေမှာ drone တပ်ဖွဲ့ဝင်တွေလက်နက်ကြီးတပ်ဖွဲ့ဝင်တွေလည်းပါဝင်ပြီး ဒရုန်းနဲ့ကင်ထောင်တာတွေနေ့စဉ်ပြုလုပ်နေကြသလိုဒရုန်းပုံချတာတွေလက်နက်ကြီးပစ်ခတ်တာတွေလည်းပြုလုပ်နေပါတယ်။အရင်နောက်ပိုင်းရေတက်ကုကေမှုဌာနချုပ်မှာစီးရင်ကြီးငွေ35စင်သာရှိခဲ့ပေမယ့်အစင်းရင်90ဒီအင်အားဖြစ်ထားသလိုဒရုန်းအထုတပ်ဖွဲ့တွေအထူးစစ်စင်ရေးတပ်ဖွဲ့တွေပူးပေါင်းဖြစ်တင်ထားပြီးကန်တက်စစ်စင်ရေးပြုလုပ်ဖို့စစ်သည်လက်နက်ရိခါဖြစ်တင်ထားတယ်လို့စစ်ကော်မရှင်တပ်အတိုင်းဝိုင်းကဆိုကြပါတယ်။အရင်နောက်ပိုင်းရေတက်ကုကေမှုဌာနချုပ်ရွှေမင်းကအမှတ်သုံးပြုဟာစီးရင်စုအပါအဝင် စစ်တပ်မျိုးနေပပတ်လေးပင်လင်းပြီးစစ်တပ်ဒေသကုကေမိုစစ်ဌာနရုပ်လက်အောက်ခံတပ်တွေစုပေါင်းပြီးစစ်တပ်မျိုးနေကုန်းရင်တစ်ခုမှာစစ်ကောမရှိတဲ့အင်အားတသောကျော်ခန့်ဒီဖြစ်တင်ထားပြီလို့ Border News Agency ကစုံစမ်းသိရှိရပါတယ်။အရခတ်တော်ကိုထူးဆန်းတိုက်ခိုက်တာတွေတပြိုင်တည်းပြုလုပ်ဖို့ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေသလို့ ရှိပင်ဝင်ဟင်အသုံးပြုနိုင်ဖို့အင်းနီးစင်းနိုင်ငံတို့ကိုလည်းတန်တမန်ရေးအရဆက်ဆံပြီးသဘောတူညီမှုတွေရယူထားတာတွေရှိနိုင်တယ်လို့နိုင်ငံရေးအကြီးအကဲတွေကဆိုကြပါတယ်။အရခတက်တော်အသိမ့်ပိုက်ထိန်းချုပ်ထားတဲ့မြို့နယ်တို့ကိုစစ်ကောင်မရှင်တက်ကပြန်လည်ထိုးစစ်ဆင်သိမ်းယူဖို့အတွက်စစ်တီလန်နေရိကာဖြစ်တင်နေတာတွေနိုင်စင်ရဆက်ပြုလုပ်နေပြီးကြီးရည်လေးပူပေါင်းစစ်ဆင်ရေးထိုးစစ်တွေအတွက်စစ်ကောင်မရှင်တပ်ကအင်အား3000တိဖြစ်တင်ထိုးစစ်ဆင်မယ်လို့ Bora News Agency ကစုံစမ်းသိရှိရပါတယ်။စစ်ကောင်မရှင်တပ်ဟာ drone ကင်ချောင်း, လက်နက်ကြီးပစ်ကူတွေယူပြီးမောင်တော်မျိုးတွေကိုအထူးကပြန်လည်ထိုးစစ်ဆင်သိမ်းယူမှာဖြစ်တယ်လို့ကလရင်စီမံကိန်းလမ်းကြောင်းတစ်လျှောက်ရှိကုန်းနာကျွန်းကြောက်တော့ပလောစားတဲ့မျိုးတွေကိုပြန်လည်သိမ်းယူဖို့စူးစမ်းပြင်ဆင်နေတယ်လို့တန်ရွေးမျိုးတွေကိုလည်းပြန်လည်သိမ်းယူဖို့ပြင်ဆင်ထားပြီလို့စစ်ကောမရှင်တဲ့အတိုင်းဝိုင်းကအတည်ပြုပြောကြားပါတယ်။အရခတိတော်ထိန်ချုပ်ထားတဲ့တန်ရွေးနဲ့ကော့အနီပင်လင်းပြင်မှာလည်းစစ်တေမော်တွေတော်လာလှူရှာမှုတွေပုံမှန်တွေ့မြင်လာရပြီး ကင်ထောက်လင်းရင်တွင်လက်ပက်ပြန်ဝေကင်ထောက်တာတွေကိုခူရက်တွေတင်းခက်စစ်စိတ်ပုံမှုပြုလုပ်နေတယ်လို့အရခါတက်တော်ကဆိုပါတယ်။ကော်မရှင်တက်ဟာရှမင်းကအမှတ်သုံးမျိုးကစစ်ရင်စုတက်ရင်နေရာအပါအဝင်စစ်တေမျိုးနေကိုဝင်ရောက်လာနိုင်တဲ့ပုံနာကျုံမျိုးနေရတိတော်မျိုးနေအနီးအနားနေရာအလုံးမှာရစ်တက်စစ်တင်မော်ရီအထိုက်ခံစစ်တွေပြုလုပ်ပြီးအင်အားထောင်ရှိဖြစ်တင်ခံစစ်ပြုလုပ်ထားပြီးမှစစ်တေမျိုးနေကိုအရခါတက်တော်ဝင်ရောက်တိုက်ခိုက်တင်ပိုက်ဖို့မလွယ်တော့ဘူးလို့စစ်ကော်မရှင်တက်အတိုင်းဝိုင်းကဆိုကြပါဗျာ။ အရာကြောင့်စစ်ကောမရှင်တဲ့ရဲ့ကြီးရည်လေးပူပေါင်းထိုးစစ်စင်တိုက်ခတ်ပြန်သိမ်းနိုင်မယ်။ဦးနာကျုံမျိုးနေဟာစစ်ကောမရှင်တဲ့ပထမဆုံးပြန်သိမ်းဖို့ထိုးစစ်စင်မဲ့မျိုးနေဖြစ်နိုင်တာမို့ရက်သားပြည်သူတွေစစ်ပေးချောင်းနဲ့ကျူတေပြင်စင်တတိထားတဲ့လို့စစ်ရည်လေးလာစောင့်ကြည့်နေကြသူတွေကဆိုကြပါဗျာ။